မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနေ့တာသတင်းတွေစူးစီးတင်ဆက်ပေးနေတဲ့သတင်းတို့ထွားအစီအစဉ်ကနေကြိုဆိုပါရဲအခုပထမဦးဆုံးတင်ပြပေးမယ့်သတင်းကတော့အမေရိကန်မှာပြုလုပ်နေတဲ့မြမအရေးကြားနာပွဲမှာထွက်လာတဲ့စကားတစ်ခုမှာအဲ့ဒါကတော့မြန်မာနိုင်ငံကကြရှုံးနိုင်ငံဖြစ်နေပြီးကမ္ဘာရာဇဝတ်မှုအများကြီးပိုချက်ဖြစ်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဟုတ်ပါတယ်နော်မွေးစေဝါးတွေတက်တက်လုံးမကြားဘူးတဲ့တန်ချိန်တွေမိနေတာအဲ့တော့မိတာတောင်ဒီလောက်ဆိုရင်လွတ်တာဘယ်လောက်ရှိမလဲပေါ့ ကြားဖြန့်နေအခုဟန်ပြဖမ်းပြနေတာဖမ်းပြတော့ဒီလောက်ဆိုရင်မဖမ်းပြပဲလွတ်နေတာဘယ်လောက်ရှိမလဲစဉ်းစားကြည့်ရတဲ့လူတိုင်းတည်နေပါလေမြန်မာနိုင်ငံကတရှုံးနိုင်ငံတော်ဖြစ်နေပြီးကမ္ဘာရာဇဝတ်မှုများဤဗဟိုချက်ဖြစ်လာနေကမြန်မာအကြမ်းဖက်စစ်တပ်ကအမေရိကန်နိုင်ငံသားများထံမှကြားဖြန့်လုပ်ငန်းမှတဆင့်ဒေါ်လာဘီလီယံချီခိုးယူနေကြောင်းအမေရိကန်အောက်လွှတ်တော်တွင်ပြုလုပ်သည့်မြန်မာအရေးဆွေးနွေးပွဲတွင်လွှတ်တော်အမတ်များနှင့်ကော်မတီဥက္ကဋ္ဌများကထုတ်ဖော်ပြောဆိုကြသည့် ိုဝင်ဘာလ16ရက်နေ့အမေရိကန်အောက်လွှတ်တော်တွင်ထွက်ပေါက်မရှိသောမဟာဗျူဟာမြန်မာနိုင်ငံ၏အဆုံးမရှိသောအကြက်အတဲနှင့်အမေရိကန်၏ကန့်တန့်မှုရှိနေသည့်ရွေးချယ်စရာများခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတွင်လွှတ်တော်အမတ်များနှင့်ကော်မတီဥက္ကဋ္ဌများကထိုတို့ထုတ်ဖော်ပြောဆိုကြခြင်းဖြစ်သည့်မြန်မာနိုင်ငံ၏ကြာရှုံးသောနိုင်ငံတော်တစ်ခုဖြစ်နေပြီးကမ္ဘာ့ရာဇဝတ်မှုများ၏ဗဟိုချက်ဖြစ်လာနေကြောင်းမြန်မာလူဦးရေ၏ထက်ဝက်ကျော်မှဆင်းရဲမွဲတေမှုဖြင့်နေထိုင်နေရပြီး လူပေါင်း3တရမ6တန်းဒီပါမှာပြည်တွင်းတွင်နေရစွန့်ခွာထွက်ပြေးနေရကြောင်းတန်းပေါင်းများစွာတော့လူများသည့်အိမ်နီးချင်းနိုင်ငံများတို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းပြောဆိုလိုက်ပါတယ်ဟုတ်ပါတယ်အဓိကအချက်ကတော့ဗာလဲဆိုတော့လက်ရှိမြန်မာပြည်မှာအခုကြားဖြန့်နေကြားဖြန့်ဆိုတာအားလုံးရှင်းပါတယ်နော်ဒီကြားဖြန့်အားလုံးလုတ်တဲ့အားအားလုံးရဲ့ထိန်းချုပ်မှုအောက်က BG ရဲ့အောက်ကရှိပါတယ် BGF ကိုစစ်တပ်ကထိန်းချုပ်မောင်းနှင်လာတာပါစစ်တပ်ရဲ့ကိုကဲမှုအောက်မှာရှိတဲ့ BGF ကလှုပ်တဲ့ကြားဖြန့်ကိုစစ်တပ်ကမတိဘူးဆိုတာထမင်းစားပြီးကြီးတဲ့လူတိုင်းစဉ်းစားတာတည်းတိနိုင်ပါလေနော်စစ်တပ်လက်အောက်မှာရှိတဲ့အဖွဲ့အစည်းတစ်ခုကလုံနေတဲ့အရာကိုစစ်တပ်ကမတိပါဘူးစစ်တပ်မပါပါဘူးပြောတာခမားတို့ယုံကြတာကျွန်တော်ကတော့ကိုယ့်ကိုလူဖြစ်ချင်လို့ဒါဒီလက်ခံလို့ရတဲ့စကားမဟုတ်ဘူးလို့ပဲတုံ့တက်ပါလေအဲ့တော့ရှင်းပါတယ်နော် ဘလောက်ပဲလိမ့်လိမ့်ပါအမေရိကန်လိုနိုင်ငံမျိုးကဒီကောင်တွေတနေ့ထမင်းဗနဂျင်စားတယ်အိမ်နာဗနဂျင်တက်လဲဆိုတာစဟိုကလစ်နော်ထောက်လန်းလို့ရတဲ့တိုင်းပြည်တစ်ခုဖြစ်နေတဲ့အတွက်တို့ဘလောက်ပဲလိမ့်လိမ့်ပါ KK Pass ကိုအခုကိုနော်လက်စားလက်နာတွေအဓိကတော့ဟိုတို့ကဆိုဘီလာရုကအဲမော်ဒယ်ကိုကိုတွင်းကလီဇာတွေထုံနှုတ်ပြီးတော့မောင်ကိုဈေးကွက်ရောင်းချတဲ့လောက်ရက်တွေလောက်ခဲ့တယ်အဲ့တော့အဲ့ဒီကိုတွင်းကလီဇာတွေဆိုတော့ဝက်ကောင်ပေါ်သူတွေ့ရနေငါပြောရခင်းပြီးတော့အမွေးချစ်ပြီးခုတ်လို့မရဘူး เนาะအဲ့တော့လူတယောက်ကိုကိုရင်းကလီစာထုတ်တယ်ဆိုတာလည်းတောင်တော်ယုံတန်ယုံခွဲစိတ်ဆရာဝန်အဆင့်လောက်နဲ့မရပါဘူး။ဘာလို့ဆိုဒီကလီစာတွေပြန်လဲအတုံးချဖို့အတွက်เนาะမှောင်ကိုဈေးကိုရောင်းဖို့အတွက်နောင်လူသားတွေမှာအစားထိုးဖို့အတွက်ထုတ်နှုတ်တာဖြစ်တဲ့အတွက်ကျွမ်းကျင်အဆင့်မှာရပါတယ်။အဲ့တော့ဒါတွေအားလုံးလှုပ်တဲ့အရာတွေလက်စပြောက်ဖို့အတွက် KK Pad ကိုစစ်တပ်ကဖောက်ခွဲဖြစ်စည်းလိုက်တယ်ဆိုတာကိုလည်းတကဘာလုံးတိကျပါတယ်။အဲ့တော့ဘလောက်ပဲလိမ့်လိမ့်ဇော်မဲလုံးလို့မင်းအောင်နိုင်တို့ရဲ့ နေဝင်ညတွေကနီးကတ်လို့လာပါပြီ။အော်ဒီညကောင်းစင်လေးကိုကျွန်တော်တရင်ကောင်းစင်လေးကိုဒါလေးပဲပေးလိုက်ရင်ကောင်းမယ်နော်။မင်းအောင်လိုင်းနဲ့ဇော်မဲလုံးတို့ရဲ့နေဝင်ညနီးကတ်လာပါပြီပေါ့နော်။ဒုတိယတရင်တစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့မြန်မာနိုင်ငံမှာစားနပ်ရိတ်ခါမလုံလောက်မှုစိုးရိမ်ဖွယ်အမြင့်ဆုံးဖြစ်နေတယ်ဆိုတဲ့တရင်ပဲဖြစ်ပါတယ်။ဒါကတော့ဟိုလူတိုင်းတွေးကြည့်တာတိနိုင်ပါတယ်နော်။ရှင်းနှစ်ကာတွေကကျွန်တော်လဲလိုက်တွေထဲမှာခဏခဏပြောပါတယ်။ကွန်ပျူတာစုတွေရှိလို့ရှင်ဝင်းစာတွေထည့်ပေးထားပါ။ စားနပ်ရိတ်ခါနဲ့ဈေးဝါဝင်းစာကိုရအောင်ထည့်ပေးထားပါဒီပတ်ရောက်နေတဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေအနေနဲ့ဒီတွင်မှာရှိတဲ့ကိုယ့်ရဲ့ဦးမင်းသားချင်းအဖေအမေကိုမောင်နှမအဘိုးအဘွားစသဖြင့်နော်ညီကိုမောင်နှမတွေကိုနိုင်တဲ့နေရာကရိတ်ခါတွေထည့်ပေးထားပါဆိုတာမြန်မာပြည်ဟာအချိန်မရွေးငတ်သွားနိုင်တဲ့တိုင်းပြည်တစ်ခုဖြစ်နေလို့ပါမြန်မာနိုင်ငံတွင်စားနပ်ရိတ်ခါမလုံလောက်မှုအတွက်စိုးရင်ဖွယ်အမြင့်မားဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရကြောင်းကမ္ဘာစားနပ်ရိတ်ခါဖူလုံရေးနောက်ဆုံးထုတ်အစီရင်ခံစာကိုကိုးကားရေးကုလသမဂ္ဂလူရချင်းစာနာမှုဆိုင်ရာ နှိမ့်နိုင်ရေယုံ OCHA ကဒရင်ထုတ်ပြန်ပါတယ်မြန်မာနိုင်ငံတဝန်းစစ်တပ်နှင့်လက်နက်ကိုင်အဖွဲ့မျိုးစုံတို့၏ပြိပခတ်များဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလက်နက်ကိုင်တိုက်ပွဲများနှင့်နေရန်အနှံ့တိုက်ပွဲဖော်ဆောင်မှုများကြောင့်အရက်သားများထိခိုက်မှုနှင့်နေရန်အနှံ့များနှင့်နေရဲစွန့်ခွာတိမ်းချောင်ရမှုများဆက်လက်ဖြစ်ပေါ်နေကြောင်းချစ်ပွားနေစေပြိပခတ်ရေကြီးရေချမ်းခြင်းနှင့်2025ခုနှစ်မတ်လတွင်လှုပ်ခတ်ခဲ့သည့်ငလင်အပါအဝင် အခက်အခဲများစွာအဲ့အကျိုးဆက်များကိုမြန်မာနိုင်ငံတဝင်းရှိပြည်သူများသည်စင့်ကဲရင်ဆိုင်နေရကြောင်း OCHA ကဆိုပါတယ်မြန်မာနိုင်ငံဒီစားနပ်ရိက္ခာမလုံလောက်မှုအတွက်စိုးရင်ဖွယ်အမြင့်မားဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရဆဲဖြစ်ပြီးအကိုင်းပြည်နယ်တွင်အထူးသဖြင့်မောင်းမောင်တော်နှင့်ဘူရီတောင်ညွန့်နယ်တို့တွင်အဟာရပြည့်ဝမှုဆိုင်ရာအခြေအနေများမှလင်းမြန်စွာဆုတ်ယုတ်လာဖို့နိုင်ဖွယ်ရှိသည်ဟုကုလသမဂ္ဂခန့်မှန်းထားပါတယ်ဒါကတော့အားလုံးသိတဲ့အတိုင်းပါပဲနော် ဟိုအခုတချို့တွေ data တွေစစ်ပွဲဖြစ်နေတဲ့ data တွေအဲ့ဒီ data အရင်ကစစ်ပွဲမရှိဘူးငါတို့ data AC ပါတယ်ဆိုပြီးဘာလို့လဲတိုင်နိုင်ငံကြီးကိုနဲ့မဆိုင်သူတို့ AC နေကြတယ်ကိုယ့်ရင်ရှိတိုက်ပွဲအုံးကလေးကြီးစံထကြမှာအောင်မလေးဟဲ့ဆိုပြီးထအော်ပြေးလို့ရွှေထုတ်တောင်ဆွဲလို့မနိုင်ဘူးစားနဲ့ရိတ်ခါဆိုတာအဝေးကြီးဒါကြောင့်မို့လို့ဂျိုတင်ပြင်ဆင်ထားကြဖို့လိုတယ်နိုင်ငံရေးဆိုတာအလုံးနဲ့တက်ဆိုင်တဲ့အရေးပါလို့ကျွန်တော်တို့တွေကအမုန်းခံပြီးအခါခါတတိပေးနေရတာပါတနိုင်ငံလုံးဖြစ်ပေါ်လက်နေတဲ့နိုင်ငံရေးပဋိပက္ခတ်တွေ တဘာဘင်းအန်ဒီရီအားလုံးကိုနိုင်ငံသားတိုင်းသိရှိနားလည်ဖို့ရည်ကြီးပါတယ်။နော်ဘာဖြစ်လို့လဲ။အာနာရှင်တွေကတော့ကြိုက်တယ်။ပြည်သူတွေစင်းရဲနေတယ်၊မွဲတယ်နေတယ်၊ငတ်နေတယ်၊ပြက်နေတယ်၊ဒုက္ခရောက်နေတယ်၊စာမတတ်ဘူး။အဲ့ဒါအာနာရှင်အကြိုက်ပဲဗျ။အဲ့လိုဖြစ်နေမှသူတို့ကိုမတော်လန့်နိုင်မှာ။ဒါကြောင့်မလို့အာနာရှင်တွေကဖြက်လေးဖြက်ကိုနေရာတိုင်းကျင့်သုံးနေဆိုတာအလကားကျင့်သုံးနေတယ်မဟုတ်ပါဘူး။ဒါကိုလည်းအားလုံးသိရှိဖို့လိုအပ်ပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့လေလိုင်းဘဝကနေပေါက်ပန်း၄၀ပြောတဲ့စကားတွေကိုလိုက်ယုံမယ်။ နော်လက်တွေ့နဲ့ကင်းကွာနေတဲ့ဇကားတွေကိုယုံပြီးတော့ကိုဘွားကိုကိုပြင်ဆင်ရကောင်းမှမတည်ဘူးဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေအရန်ဒုက္ခထက်ရအောင်ပါပဲနော်ဒါကြောင့်မို့လို့တည်င်းနေနဲ့ပတ်သက်လို့ကျွန်တော်တို့ပြောတဲ့တည်င်းနဲ့မယုံပါနဲ့စစ်တပ်ဘက်ကပြောတဲ့တည်င်းနဲ့မယုံပါနဲ့ခမည်းတော်ပြည်သူအနေနဲ့အဲ့ဒီနှစ်ဖက်မှာနာကြားရတဲ့အရာတွေကိုပကတိရှိနေတဲ့အရှိတရားတွေနဲ့နှိုင်းရှင်မှာတုံးတက်ပါအဲ့ဒါဆိုရင်အနည်းဆက်ဆုံးအဖြေကိုရပါလိမ့်မယ်ဒါရှင်းရှင်းလေးပါပဲနော်တိတိကျကျရှင်းတာမရှိပါဘူးဒါကြောင့်မို့လို့ပြည်သူတွေအနေနဲ့ ဉာဏ်ပညာတွေကြီးဖို့လိုတယ်ဉာဏ်မျက်စိတွေပွင့်လင်းဖို့လိုတယ်ဟိုအမြင်ချင်းအသွေးချင်းပြီးတော့လူမျိုးကွဲဘာသာကွဲတွေနဲ့တို့နေကြမယ်ဆိုရင်တော့အာနာရှင်အကြိုက်ဖြစ်တော့ပါလိမ့်မယ်ဟုတ်ကဲ့နောက်ထပ်တင်းတစ်ပုဒ်ကိုတင်ဆက်ပေးရှင်ပါတယ်ဒါကတော့အုတ်ချုပ်ရေးမှုကြော်စိန်နှင့်အဖွဲ့ကလူငယ်များကိုဖမ်းဆီးပြီးတအူးမှ28သိန်းဖြင့်ငွေညှင့်နေဆိုတဲ့တင်ပြဖြစ်ပါတယ်ဒါကတော့အားလုံးတိကျတဲ့အတိုင်းမနေ့ညလည်းအဲကျွန်တော်တင်ပြပေးထားပါသေးတယ်ဘာဖြစ်လို့ဆိုတော့မြန်မာပြည်မှာတရားဝင်ဓမြတိုက်ခွင့်နဲ့ပြန်ပေးဆွဲခွင့်ပြုထားပါတယ်ဟုတ်ပါတယ်မြန်မာနိုင်ငံမှာ စစ်တပ်ကတရားဝင်ဓမြတိုက်ခွင့်နဲ့ပြန်ပေးဆွဲခွင့်ကိုပြုထားပါတယ်။အဲ့ဒါကတော့စစ်မှုထမ်းဥပဒေဆိုတဲ့ခေါင်းစဉ်အောက်ကနေလုပ်လို့ရပါတယ်။ရန်ကုန်တိုင်းဒေါ်ပုံမြို့နယ်ဘိုထွန်းဆန်ရက်ွက်အုပ်ချုပ်ရေးမှုကျော်စိန်နှင့်အဖွဲ့ကလူငယ်များကိုဖမ်းဆီးပြီးတဦးလင်း28သိန်းပြည့်ငွေညှိရွေးခိုင်းနေကြောင်းဖမ်းဆီးခံရတဲ့လူငယ်တချို့ဤမိတ်ဆွေများကပြောဆိုတယ်။နိုဝင်ဘာလ16ရက်နေ့ဒေါ်ပုံမြို့နယ်ဘိုထွန်းဆန်ရက်ွက်အုပ်ချုပ်ရေးမှုကျော်စိန်နှင့်ယာယီမှုမိုးကြီးအဖွဲ့ကဒေါ်ပုံမြို့နယ်အတွင်ကားကိတ်များလမ်းများတွင် အသက်18နှစ်မှ35နှစ်အတွင်းလူငယ်များကိုလိုက်လံဖမ်းဆီးကြောင်းဖမ်းဆီးခံရသောလူငယ်များကိုရက်ွက်ရုံးတွင်ယာဒီခေါ်ထားပြီးမိဘဆွေမျိုးများထံသို့ဖုံးဆက်ခိုင်းကငွေကျပ်28သိန်းဖြင့်ပြန်လည်ရွေးထုတ်ခဲ့ရကြောင်းသိရှိရသည်အလားတူဘိုးတိုင်းမင်းလားမျိုးနှင့်လဲကူးကြီးရွာအုတ်ချုပ်ရေးအုပ်စုမှအုတ်ချုပ်ရေးမှုအောင်ထွက်ကကြီးရွာနေပြည်သူများထံမှစစ်မှုထမ်းခြင်းလှဆင်တောင်းခံသည့်အပြင်ကြီးရွာအတွင်းမှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေကြောင်းဒေသနှင့်ပြည်သူများကပြောဆိုပါသည် လေကူကြီးရွာအုပ်စုတွင်ပါဝင်သောယတနာစုကြီးရွာမှကိုဖိုးစော်ဤတမက်ဖြစ်သူကို၎င်းရေကြီးကြီးရွာမှကိုဖိုးစိုးဤတားငယ်လေးနှင့်ကိုပြုံးချိုတို့ကို၎င်းစစ်တပ်နှင့်အတူကြီးရွာအုပ်ချုပ်ရေးမှူးအောင်ထွတ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရတယ်။အဲ့ဒီအောင်ထွတ်ဆိုတဲ့အကောင်ကိုမေးကြည့်ပါမင်းသားသမီးကိုသူများအဲ့လိုလုပ်မင်းခံနိုင်လားလို့ เนาะတူတာအစ်င့်တော့မဟုတ်ဘူးတာသမီးကိုအဲ့လိုလုံးခန်းနိုင်တာအခုမင်းတို့အဲ့လိုလုံနေတဲ့ဒူတွေကလည်းသူတို့မှာမိဘတွေရှိတဲ့အတွက်သူတို့မိဘတွေရင်ထဲထဲကိုချင်းစာကြည့်ပါเนาะကိုယ့်ရဲ့တာသမီးဘလူထဲ့ခြင်းလဲအဲ့တော့အောက်ချုပ်ရင်မူတွေအနေနဲ့အပေါ်ကခိုင်းလို့လောက်ကပါတယ်ဆိုရင်ဒီတော်လိုင်းအလွန်ကာလမှာခင်ဗျားတို့အဲ့ဒါတွေအားလုံးကရာဇဝတ်မှုအဖြစ်ပြန်လဲအမှုရင်ဆိုင်ရမှာနော်ဒါတွေကလွယ်လွယ်ပြီးွားမဲ့အရာတွေမဟုတ်ဘူးအေးမင်းတို့စိတ်ထဲမှာစစ်တပ်ကနိုင်မယ်ဆိုရင်လည်းကြိုက်တယ်လို့လုပ်ပါတော့ကြိုက်တယ်လို့လုပ်ဒါပေမဲ့ တော်လှန်ရေးပြီးွားတဲ့နေ့ကျရင်ဒါတွေအားလုံးခုံယုံတင်တဲ့ချိန်ကျရင်ကျွန်တော်ကိုအပေါ်ကခိုင်းလို့အမိတ်ပေးလို့လောက်ရပါတယ်လို့စိတ်ရာဇွေးမှုမှာခိုင်းလို့လောက်ရပါတယ်အမိတ်ပေးလို့လောက်ရပါတယ်လို့ပြန်ပြီးတော့ကွန်ပလိန်တက်ခွင့်မရှိပါဘူးဒါကိုအားလုံးတိဖို့လို့ဒါကြောင့်မလို့အုတ်ထုတ်ရင်းမှုတွေဟာဒီနေ့အချိန်မှာစစ်တပ်ရဲ့ရုံမှမှုအားလုံးကိုလိုက်ပြီးတော့အတက်တွင်းပေးနေတာဒီအဓိကလုံနေတဲ့အုတ်ကြီးတွေပဲဖြစ်တယ် နော်အဲ့တော့အုတ်ကြီးတွေဟာအဓိကတရားခံစည်ရင်ထဲမှာပါနေတယ်ဒါလို့လောက်ရမျိုးတွေဟာပြည်သူကိုဒုက္ခပေးတာအဲ့ဒီပြည်သူတွေမှာအဖေတွေအမေတွေရှိတယ်အဲ့ဒီပြည်သူတွေရဲ့အဖေအမေနေရာမှာကိုခံစားပြီးတော့ကိုယ့်ရဲ့သားသမီးကိုသူများတကနေအဲ့လိုပေါ်တာဆွဲမယ်စစ်မှုတန်းနဲ့ထည့်မယ်ရှေ့တန်းမှာအသေးခံခိုင်းမယ်မြင်းစေးတွေတွေးပြီးစစ်တိုက်ခိုင်းမယ်ဆိုမင်းတို့အနေနဲ့ခံစားနိုင်လားဆိုတော့အတွေးလေးကိုတွေးတတ်မယ်ဆိုရင်တော့ကိုချင်းစာတရားကိုခံစားကြည့်လို့ရပါလိမ့်မယ်ဒါကြောင့်မို့လို့အုတ်ကြီးတွေအနေနဲ့ ပြည်သူတွေနဲ့ဆက်ဆံတဲ့နေရာမှာကိုချင်းစာတရားလေးကိုရှေ့တန်းတင်ပြီးတော့လှုပ်ကြပါလို့ပဲတိုက်တွန်းခြင်းပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်။ဒါကတော့မြောက်ဥက္ကလာပမှာစစ်တပ်ရွေးကောက်ပွဲအတွက်ကုညီဆောင်ရွက်ပေးနေတဲ့ရွှေပေါက်ကံမြို့တည်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။မြောက်ဥက္ကလာပဆိုတော့ရန်ကုန်ထိရောက်နေတယ်နော်စဉ်းစားကြည့်နေပြည်တော်နားမှာလည်းကျုံးနေတဲ့အတန်ကြီးကြားမှာမှာပါနော်။အဲ့တော့နေပြည်တော်တို့ရန်ကုန်တို့ဆိုတာကတ်နေတယ်ဆိုတာလေးကိုတိသိခြင်းပါတယ်။ ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်မှာအကျန်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲအတွက်ကုညီဆောင်ရွက်ပေးနေတဲ့ရွှေပေါက်ကံမြို့တိအုပ်ချုပ်ရေးမှုရုံးကိုဖောက်ခွဲတိုက်ခိုက်ရာအုပ်ချုပ်ရေးမှုနှင့်ပြူစောတိများထိခိုက်မှုရှိကြောင်းရန်ကုန်အာမေမှတာဝန်ရှိသူကပြောဆိုပါတယ်။နိုဝင်ဘာလ19ရက်နေ့ည9:50မိနစ်ခန့်မှာမြောက်ဥက္ကလာပမြို့နယ်၌တရားမဝင်ရွေးကောက်ပွဲအတွက်အစွမ်းကုန်ကူညီပေးနေတဲ့ရွှေပေါက်ကံမြို့တိအုပ်ချုပ်ရေးမှုရုံးတွင်အုပ်ချုပ်ရေးမှုနှင့်ပြူစောတိများရောက်ရှိနေခြင်း ကင်းအားမြင့်မိုင်းနှလုံးလက်ပစ်ဘုံတစ်လုံးတို့ဖြင့်တော်လန်ရေးရဲဘော်များကဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ထိုဖောက်ခွဲတိုက်ခိုက်မှုအတွင်ရွှေပေါက်ကံမြို့တိအုပ်ချုပ်ရေးမှုယုံ၌ရောက်ရှိနေသောအုပ်ချုပ်ရေးမှုနှင့်ဗျူဇော်ဒီများထိခိုက်မှုရှိပြီးအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီ 1A နှင့်အနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိကြပါတယ်။ကဲရန်ကုန်တို့နေပြည်တော်တို့ဆိုတာကဝင်ပြီးတော့အုံးတဲ့ ဒေတာတွေမှာရောက်နေပြီဆိုတော့ကလက်ရှိအတူရောင်ရွေးကောက်ပွဲကိုအတဲတန်ကျင်းပဖို့လုပ်နေတယ်ဆိုတော့ပါတယ်ရှင်းတယ်မင်းအောင်လိုက်ဘာဖြစ်လို့ဒီအတူရောင်ရွေးကောက်ပွဲကိုလုပ်နေတယ်ဆိုတာကလက်ရှိအချိန်မှာတို့ကကဘာမှာမပြောနဲ့တို့ကိုထောက်ခံပါတယ်ဆိုတော့တယုံနဲ့ရုရှားမှာတောင်မှလူရမဝင်ဘူးအာနာဘိန်ခေါင်းဆောင်အဖြစ်နဲ့တာခေါ်တာသူတို့ကိုတရားဝင်အစိုးရအဖြစ်ရုရှားရောတရုတ်ရောအတိမတ်ပြုတ်ပေးတာမဟုတ်ဘူးဒီနေ့ချိန်ထိအတိမတ်မပြုတ်ထားဘူးเนาะအဲ့တော့အဲ့ဒါလို့တရားဝင် ဖြစ်ခွင့်မရတဲ့ဘဝကနေတရားဝင် ဖြစ်ခွင့်ရပြီးတော့မှ နိုင်ငံတကာအကူအညီနဲ့သူမနိုင်တဲ့ PDF တွေကိုတိုက်ဖို့အတွက်ဒီတရားမဝင်တဲ့ရွေးကောက်ပွဲကိုတရားဝင်ဖြစ်ဖို့အတွက်လုပ်နေတာပဲဒါပဲအဓိကသူတို့ဒီရွေးကောက်ပွဲကနေရွေးကောက်ပွဲကျင်းပမယ်ပြီးလို့ရှိရင်ကဘာကိုပြောမယ်အာသူတို့ကတရားဝင်အစိုးရပါရွေးကောက်ပွဲကတက်လာတဲ့အစိုးရပါဒါမှမဟုတ်သူတို့ပဲသူတို့စစ်ခွေးတွေပဲဘောင်းမီချူပြီးတော့ဝင်ပြိုင်တာနော်အဲတက်လာပြီးကဘာကအာသူတို့ရွေးကောက်ပွဲတက်လာတဲ့အစိုးရဖြစ်အတိမတ်ပြူပွဲဘာဖြစ်မလဲတော်လိုင်းအင်အားစုတွေကိုအဲအကျန်းဖက်ပါဘာညာဆိုပြီးတော့နှိမ်နှင်းမယ်ကန့်ကွက်မယ်ဒါပဲဒီကောင်တွေဒီတလန်းပဲရှိတော့တယ် ဘာမှလမ်းကြောင်းကုန်ပိတ်နေပြီချီးပေါက်တောင်ပိတ်နေပြီเนาะအဲ့တော့အဲ့ဒါလို့အနေထားကနေထွက်ဖို့စူးစမ်းနေတဲ့ကောင်းနေအဲ့တော့ဒီအပေါက်တစ်ပေါက်ပိတ်ပြီဟဲ့ဆိုရင်ဘယ်အပေါက်ကထွက်မလဲခွေးသိုးပေါက်ကတော့ထွက်ခွင့်ရှိမှာမဟုတ်ဘူးเนาะဒါကြောင့်မို့လို့ကြည့်ပါဒီမြန်မာနိုင်ငံရဲ့တော်လှန်ရေးအတိုင်းတားဟာဘယ်လိုနီးနဲ့မှရှုံးเสียအကြောင်းမရှိဘူးဒါကြောင့်မို့လို့ဒီစစ်ခွေးတွေဟာကျင်းနေကျိုးစင်တက်ကမကောင်းနေပါနောက်ထပ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ထိုင်းမှာမြန်မာလောက်တန်းလူငယ်တအူး ကျိတ်ဆက်ထဲပါသွားပြီးတစားစီဖြစ်ကအတက်ဆုံးရှုံးရတယ်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံချွန်ဘူလီခရိုင်မှာရှိတဲ့ဖော့ကျိတ်ဆက်ယုံတစ်ခုမှာအလုံလုံနေတဲ့မြန်မာလူငယ်အလုံသမားတယောက်ကကျိတ်ဆက်ထဲမတော်တဆပါသွားကခန္ဓာကိုယ်တစားစီဖြစ်ပြီးအတက်ဆုံးရှုံးခဲ့ရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။နိုဝင်ဘာလ19ရက်နေ့ညစနေဝင်းကျင်မှာအသက်24နှစ်အရွယ်မြန်မာလှုပ်တာကိုတက်စော်ဆိုသူဟာကျိတ်ဆက်မှာဖော့တွေကျိတ်ရင်းမတော်တဆလူတစ်ကိုယ်လုံးဆက်ထဲပါသွားခဲ့ပြီးခန္ဓာကိုယ်အစိတ်အပိုင်းတချို့ဖော့တွေနဲ့အတူပြန်ထွက်လာခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောဆိုချက်အရတိရပါတယ်ကိုတက်ဇော်ဟာဆိုပါစက်ရုံမှာအလုပ်ဝင်တာငါးလခန့်တာရှိသေးတာဖြစ်ပြီးဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်စက်ရုံမန်နေဂျာရဲ့အကြောင်းကြားမှုကြောင့်ကယ်ဆယ်ရေးနဲ့ရဲဘွဲတွေတွားရောက်ကစက်ရုံထဲကရုပ်အလောင်းကိုထုတ်ယူဖို့ကြိုးပမ်းပေမဲ့အပူချိန်လွန်ကဲနေတဲ့အတွက်နောက်တနေ့မနေ့ကျမှတာပေါ်အပိုင်းစားတွေနဲ့ရောနှောနေတဲ့အစိတ်ပိုင်းတချို့ကိုထုတ်နိုင်ခဲ့တယ်လို့တိရပါတယ် ရဲတပ်ဖွဲ့ကဥပဒေအရအေးအေးယူမှုတွေလုပ်နိုင်ဖို့အတွက်စစ်အုပ်မှာရှိတဲ့ CCTV မှတ်တမ်းတွေနဲ့အခြားအလုပ်သားတွေကိုစစ်ဆေးမှုတွေလုပ်နေတဲ့သူတွေတိရပါတယ်။နော်24နှစ်ရွယ်နော်လူငယ်တယောက်မိသားစုအတွက်ကောင်းကောင်းအလုပ်လုပ်ကြွေးကားမဲ့အခုမှစလုပ်မဲ့အရွယ်ပေါ့နော်။သူတို့အရွယ်တယောက်အတက်ဆုံးဆုံးရတာဒါတွေအားလုံးဟာပြန်ကြည့်လိုက်မယ်ဆိုရင်ဘာဖြစ်လို့မြန်မာပြည်မှာအာဏာယူတဲ့ကောင်တွေကြောက်ကိုယ်နိုင်ငံကိုယ်ဒေတာကိုယ်မြေကိုယ်ရီမှာအေးအေးဆေးဆေးလောက်ကင်စားတောက်ရမဲ့ပြည်သူတွေဘဝဟာ ။ဘာမဟုတ်တဲ့လူတစုအာနာယူတိုင်းပြည်ကိုဖျက်ဆီးတဲ့လောက်ရက်တွေကြောင့်ပြည်တွင်းမှာအေးချမ်းစွာလောက်ကင်စားတောင်းလို့မရလို့ပြည်ပထွက်ပြေးရရအလုပ်တွေလုပ်မျိုးစုံလုပ်မျက်နှာငယ်ရနှိမ်ခံထိရဒီကြားထဲအခုတို့နော်ထိခိုက်ဒဏ်ရာရဘ ᱹ ဒုကိုအကူအညီတောင်းလို့တောင်းအောင်မမတိတဲ့ဘဝတွေနဲ့ရင်ဆိုင်ရတယ်ဆိုတာဒါဟာနိုင်ငံရဲ့မကောင်းတဲ့ပြယုတ်တွေချက်ပဲအဲ့တော့ဒီတိုင်းပြည်ဟာကောင်းကောင်းမွန်မွန်ဖြစ်ဖို့အတွက်ဒီအာဏာယူတွေမရှိမှဖြစ်မှာ နော်ရှင်းရှင်းပြောရင်ကျွန်တော်တို့ပြောနေတာမင်းအောင်လှိုင်ဆိုတဲ့လူပုပ်ကိုတယောက်တည်းကိုပြောနေတာမဟုတ်ဘူးဒီလိုလောက်ရက်မျိုးဒီလိုစနစ်မျိုးကိုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာလို့လေဒီလူတို့ကလက်ခံမှာမဟုတ်ဘူးဒါဟာအမှန်တရားအရှိတရားပါဒါကြောင့်မလို့ငါတို့ကစစ်တပ်ကိုထောက်ခံတယ်စစ်တပ်ဘာလို့လို့မှန်တယ်ဆိုရင်တော့ဒါဟာလူလို့ကိုယ့်ကိုမတတ်မှတ်တာ ਨੇ အတူတူပါပဲဟိုရက်ကနေအောင်ပြောတဲ့ဇကားတခုကိုတစ်တော်ထဲမှာစော့နေကြတာတွေတွေ့မှာပါအင်းဟိုမမမမငတ်နိုင်ကန်မမမမငတ်နိုင်ကန်ဆိုးဆိုးမဆိုးဆိုးငတ်လူမျိုး ကောင်းကောင်းမကောင်းကောင်းငါခေါင်းဆောင်ဆိုတဲ့စကားကိုတစ်တော်ထဲမှာလိုက်ဆော့နေတဲ့အထဲမှာအသက်ကြီးတဲ့လူတွေတောင်ပါတဲ့အတွက်ကျွန်တော်အံ့ဩတယ်။ဘာဖြစ်လို့လဲတရဘာအားလုံးထဲမှာလူလို့တတ်မှတ်ထားတာအမားအမှန်ကိုခွဲခြားနိုင်လို့အကောင်းအဆိုးကိုခွဲခြားနိုင်လို့မမမမမမခွဲခြားဘူးဆိုရင်လူလို့ဘလို့တတ်မှတ်တော့မတလိမ့်ဆန်ပေါ့အဲ့တော့အဲ့ဒီနေအောင်စကားကိုလိုက်ဆော့နေကြတဲ့ဒူတွေဟာရှင်းရှင်းပြောရင်ကိုယ့်ကိုလူမဟုတ်ပါဘူးငါတို့ကတလိမ့်ဆန်ပါလို့ထွက်ပြီးကြော်ညာနေတာတဲ့အတူတူပဲဒါကိုယ့်ကိုဘယ်ဘွားရောက်လို့ရောက်မှန်းမသိအောင်ပိမ့်ပိတ်တဲ့ဘွားကြီး နော်လူမှန်ရင်အမှန်အမှားနဲ့အမှန်ခွဲခြားနိုင်ရမယ်အကောင်းနဲ့အဆိုးခွဲခြားနိုင်ရမယ်လူလုံးနေပြီးအမှားနဲ့အမှန်တော့မခွဲခြားဘူးအကောင်းနဲ့အဆိုးတော့မခွဲခြားဘူးဘာပဲလာလာငတ်နိုင်ငံဘာပဲလာလာငတ်လူမျိုးဆိုတော့ဒါမျိုးချစ်စိတ်မဟုတ်ပါဘူးအဲ့ဒါကိုမျိုးချစ်စိတ်လို့မပြောပါနဲ့ဒါဟာမျိုးချစ်စိတ်မဟုတ်အဲ့ဒါတိရစ္ဆာန်စိတ်ပါနော်ကိုယ့်ကိုယ်တိရစ္ဆာန်စိတ်ဖြစ်မှန်းမသိမျိုးချစ်စိတ်ဖြစ်မှန်းမသိတော့ပိမ့်ပိမ့်နေတဲ့လူဒန်းသားတွေများတဲ့အတိုင်းဒီမှာသူတို့အာနာယူတွေတက်ပြီးတိုင်းပြည်ရဲ့အာနာကိုလုတာမထူးဆန်းဘူးအဲ့တော့ကျွန်တော်တို့ကြံတဲ့လူတွေအနေနဲ့ ကိုကဘယ်အတန်းစားထဲမှာပါမလဲငါတို့တိုင်းပြည်ငါတို့ပြည်သူတွေအတွက်ငါတို့ရရနေရကိုင်းလွတ်အောင်ရုံးကြမလားဒီတိုင်းပြည်မှာဒီကောင်တွေကိုရအောင်နှိမ်နင်းမလားဆိုတဲ့အတွေးကိုလူတိုင်းတွေးဖို့တော့လိုအပ်ပါတယ်เนาะမိုးပြို့အများလို့စိတ်မတွေးပါနဲ့ဘယ်သူပြို့ပြို့မပြို့ပြို့ငါမပြို့အောင်နေမယ်ဆိုတဲ့စိတ်ကိုလူတိုင်းတွေးရမှာပါဘယ်သူကောင်းကောင်းမကောင်းကောင်းငါမကောင်းအောင်နေမယ်ဆိုတဲ့စိတ်ကိုတွေးရမှာပါ နော်ငါလူမျိုးမကောင်းရင်ငါကောင်းအောင်စူးစမ်းရမယ်ငါနိုင်ငံမကောင်းရင်ငါကောင်းအောင်စူးစမ်းရမယ်ဆိုတဲ့အတွေးကိုတွေးရမှာပါကောင်းကောင်းမကောင်းကောင်းငါလူမျိုးမှားမှားမှန်မှန်ငါနိုင်ငံလုပ်လို့မရပါဘူးဒါတွေကိုတိဖို့လိုတယ်အဲ့တော့အဲ့လိုသေကံနီးအရွယ်တွေကစလမ်းမတွေကိုတွန်းပို့နေကြတဲ့တိုင်းပြည်မှာကျွန်တော်တို့တိုင်းပြည်မှာမပြည့်ရင်ဘယ်တိုင်းပြည်ပြည့်စည်မလဲရင်နာစရာကြီးဒါတွေဟာဒါရည်စရာမဟုတ်ဘူးဟာတာမဟုတ်ဘူးတစ်ဖက်နဲ့တစ်ဖက်အပြိုင်ဆိုင်မဟုတ်ဘူးဝမ်းနေစရာရင်နာစရာတွေပါဒါကိုလူတိုင်းသိဖို့လိုအပ်ပါလေဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တို့တည်င်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့ မိဘပြည်သူတူဦးတယောက်ချင်းဆိုင်ကိုကျေးဇူးတင်ပါတယ်။နောက်ရက်တင်ပါတဲ့အချိန်ရရင်ရတယ်လို့ကျွန်တော်တို့အခုလိုတင်းတိုးစီစဉ်လေးကိုလည်းတင်ဆက်ပေးမှဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့တချို့တရကြတော့စာဖတ်ကမှပြင်းနေအဲ့ဒီလူတွေအတွက်တထိုင်ရာထဲမှာဒီစီစဉ်လေးကိုကြည့်လိုက်တာနဲ့တနစ်တာဖြစ်ပျော်နေတဲ့တင်းနေရဲ့ခြုံငုံပြီးတော့တိရှိနိုင်အောင်ကျွန်တော်တို့ပြည်သူတွေအားလုံးကိုကိုယ်နိုင်ငံမှာဖြစ်ပျော်ပေါ်နေတဲ့အရာတွေကိုတိရှိစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီအစီအစဉ်လေးကိုတင်ဆက်ခြင်းဖြစ်ပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာ။ဘေးပေရဝေးကွာကြပါစေ။